မောင်နီယာဒူဇိုက်လောကရဲ့အကျဉ်းဆုံးဗီလင်တယောက်ဖြစ်ပါတယ်။ငယ်စဉ်ကတည်းကနီးပညာကိုအလွန်ပါရမီထုံးခဲ့ပြီးတနည်းသားရွယ်ကလေးကလျှက်စစ်ကားထွန်းနိုင်နေပါပြီ။ဒီလိုနဲ့မောင်နီကြီးလာတော့အနိုင်မဲ့လူဆိုကြီးတယောက်ဖြစ်လာပြီးစူပါမန်ကိုလည်းသူတို့ပဲတန်နိုင်ခဲ့တာဖြစ်ပါတယ်။တကယ်တော့မောင်နီယာဘုဒ္ဓဦးဂျူကနေဆင်းသက်လာတဲ့ဆန်နေသားလေးတယောက်ပါ။တနည်းမှာမောင်နီကိုဂျိုလေးရန်သူတွေကြွကြွလာလို့မိဘတွေကလည်းမောင်နီကိုကမ္ဘာမြေပေါ်ပို့ဆောင်လိုက်ကြတယ်။တပတ်ခရစ်တန်ဂျူမန်လည်းဒီလိုပဲကြွကြွခံနေရပြီးစူပါမန်လေးကိုလည်းကမ္ဘာမြေပေါ်ပို့လိုက်ကြတယ်။တကယ်တော့မောင်နီခမန်ဘော်စီရဲ့အိမ်သားကြားခံဒီမှာစူပါမန်နဲ့ဝင်တိုက်ပြီးလမ်းချောင်းတောင်းလာခဲ့ရတာဖြစ်ပါတယ်။စူပါမန်လေးကတော့ဘော်စီလင်မယားအိမ်ကိုရရှိသွားပေမဲ့မောင်နီကတော့ထောင်ထဲကိုမှတက်တက်သွားကြ ကြတယ်ဒီလိုနဲ့စူပါမန်လေးကြီးပြားရင်လည်းပြပန်းနေချိန်မှာတော့မောင်နှမခင်ဗျာလူမိုက်တွေကြားတယ်ပဲပွဲလုံးနေရပါတယ်ဒါပေမဲ့လည်းမောင်နှီးကဘယ်သူနဲ့မှမတူတဲ့ညီချင်းလေးဖြစ်နေလို့စူပါမန်နဲ့ဓာတ်နှုတ်ကြောက်တက်ခွင့်ရရှိခဲ့တယ်ဓာတ်နှုတ်စူပါမန်လေးထောင်လေးရနေလာတက်တဲ့ကျောင်းသားဖြစ်လို့အမြဲတမ်းလူလူပိုင်ကိုခံရပါတယ်ကျောင်းသားလည်းစူပါမန်ကအလွန်ပေါ်ပြူလာဖြစ်လို့မောင်နှီးအမြဲတမ်းလူလူအားကြနေရတာပါအဲဒါကြောင့်မလို့မောင်နှီးလည်းကိုတက်တဲ့ပညာလေးနဲ့ဆေးုံငါးလေးထွင်ပြီးကျောင်းသားလေးရှိမှစမ်းပြတယ်ဒါပေမဲ့ဆေးုံကနည်းနည်းကျောင်းသားလို့ကျောင်းသားလေးလမ်းကောင်းပြီးအပေကံဘွားကလည်းရွာချင်းကိုပါရောက်ရှိသွားတယ်ပေါလုံးကံမို့လူလူရင်နာမအကျိုးနဲ့မောင်နှီးဆိုရင်အကျိုးကိုပဲခေါ်သွားကြတယ် ကြတော့မောင်နီလေးဆက်တီမခနိုင်တော့ပဲငကားမန်းတီးအားအမောက်ထားများမှုဆုံးဖြတ်လိုက်ပါပြီ။မောင်နီလေးတစ်ချောင်းလုံးကိုဆေးပြားရည်နဲ့ဖောက်ခွဲပြလိုက်တာနဲ့ရဲထံနေဖြစ်တဲ့ထောင်ထဲကိုပါပြန်လဲရောက်ရှိသွားတယ်။စူပါမန်ကလည်းမောင်နီပြန်လာမှဆွေးလို့ကျောင်းမနေရရှိတာပြလိုက်ပါပြီ။အိုင်ဒီယာဆာလုံးမောင်နီလေးပြည်သူချင်းမန်းဖြစ်လာပြီးစူပါမန်နဲ့လည်းရန်သူတော်ကြီးဖြစ်သွားကြတယ်။စူကြီးကလည်းတဖြည်းဖြည်းပြည်သူချစ်တော်ဘာဖြစ်လာပြီးတနင်္ဂနွေလုံးစူကြီးမှစူကြီးဖြစ်ကုန်ကြတယ်။ ဒါပေမဲ့အခုတော့တနိုင်ငံလုံးရောက်ဖကြော်ထားတဲ့စူကြီးလေးမောင်နီကနေလို့ရောကြဖြစ်သွားခဲ့ရပါပြီ။ဒီကဘာမှာမောင်နီကိုတားဆီးနိုင်မဲ့သူဆိုလို့စူပါမန်တယောက်ပဲရှိတာဖြစ်ပါတယ်။အခုစူပါမန်လည်းမရှိတော့ရဲကြီးလေးအော်တိုလမ်းလမ်းချလိုက်ရပြီးတနိုင်ငံလုံးကိုအပိုင်စားရရှိသွားတယ်။နေရာတော်မှာသမနာကိုမောင်ချပြီးသမနာအင်ဖြူရာမှာတက်နေတယ်။တနိုင်ငံလုံးကိုလက်ကလေးကစားသလိုလျှောက်ကလေးပြီးလှုပ်ချင်တာလေအကုန်လျှောက်လို့တော့တယ်။ဒါပေမဲ့လည်းဒါရီယာထင်တယ်တော့တော့ပြောစရာမကောင်းခဲ့ပဲတာမဲ့စီမဲ့သူမရှိတော့တဖြည်းဖြည်းပြင်းလာခဲ့ပါပြီ။အကြောင်းလို့သူနဲ့ချဖို့စူပါမန်နဲ့ကောင်ထပ်ပန်တီးဖို့အချိန်ရသွားပြီးစူပါမန်ရဲ့ DNA ကိုပြန်အသက်သွင်းလိုက်တော့တယ်။တချို့တော့ပေါင်ပစ္စည်းတစ်ခုကလည်းငငယ်ငယ်ကတက်ခဲ့တဲ့ကြောင်မှကြံခဲ့လို့မောင်နီလက်အရှင်လေးဟာဆောင်ပြီးသွားယူတယ်။ ီလူနဲ့တခွဲကန်းရောက်တော့မီတူဆိုတဲ့တရင်နောက်မလေးတရင်တော့တွေ့တယ်။မောင်နီရဲ့စေယုတ်တေကလည်းအရာတက်ပြီးမောင်နီကိုဆဲခေါ်သွားကြတယ်။မောင်နီလည်းအစင်လေးပုံစံကားနီမောင်နီအစ်စ်ပြန်ဖြစ်သွားပြီးအလင်းပေါ်တော့မလိုဘဲဖြစ်သွားတယ်။ဒါပေမဲ့လည်းမီတူကတော့လူဆိုကြီးမောင်နီအစင်လေးကိုပြန်မေးဆွဲသွားတယ်ပဲထင်ပြီးမောင်နီကိုတနက်နဲ့ပြစ်ဖို့လုပ်တယ်။ဖြစ်ချင်တော့တနက်ကလည်းမောင်နီရဲ့စူပါမန်ကြောင့်မဲ့တနက်ကြီးဖြစ်နေတော့မောင်နီလည်းမရမကပြန်လူတယ်။အချိန်မှပဲမောင်နီတို့လည်းတနက်ကိုပြင်မိသွားပြီးအပြင်မှာမူစာကြီးပြင်လာတဲ့ဖိုးလုံးဆိုတဲ့ဖတ်ကြီးလေးတယောက်ကိုတီမှန်သွားတယ်။ဒါပေမဲ့မောင်နီလည်းစေယုတ်တေလည်းကောင်းနေထွက်ပြေးနေရောအလင်းမှာအစင်လေးပုံစံပြန်ချင်းပြလိုက်ပြီ။မီတူကလည်းအစင်လေးဘေးကင်းသွားလို့ဝမ်းသာပြီးပြေးပါဖတ်ပြလိုက်တော့တယ်။မောင်နီလည်းအိနေကစားလို့အချစ်ပင်လေးဝေသွားပြီးအချစ်ရရတာက ကိုလည်းတည်မြင်သွားတယ်ဒီတော့နဲ့မောင်နီလည်းရောင်ချီရမ်းမှန်သွားလဲဖတီလေးပြန်လဲရှာပြီးအမြင်သွားလာစမ်းတက်ကြည့်တယ်အရင်လိုဖတီလေးမဟုတ်တော့ဘဲဗလာလေးလည်းချက်ချင်းထွက်လာပြီးအာခေါမောင်းနိုင်ကြီးဖြစ်သွားခဲ့ပါပြီ ဒီကတော့မောင်နီလက်ကုတ်ကုတ်နှစ်သားသွင်းဖန်ဆင်းပြီးကျွန်တော်ရဲ့တခုနဲ့မိတ်ဆက်ပေးလိုက်တော့တယ်။မောင်နီကိုယ်တိုင်မဲ့နှစ်သားသွင်းဖန်ဆင်းပြီးပိုလုံးကိုစူပါပါဝါရီပေးကမ်းလိုက်ကြောင်းသွားအသိပေးတယ်။အဲနောက်ပြန်မုံပြန်နီယာစာသူ့ကိုဆော်လို့ရမယ့်နီလန်းလေးဆိုမောင်နီကိုယ်တိုင်မဲ့တင်ကြပေးရတယ်။ဘာမှလည်းမီတိုနေရတော်တော်ကိုတတိတူနိုင်နေပြီးနှစ်သားအချစ်ကိုကုတ်ကဲ့နေကြပါပြီ။ဒီလိုကုတ်ကဲ့နေရင်လည်းတနေ့မှတော့မောင်နီရဲ့လက်ပတ်နာယူကမတော်စားချင်းပြီးတေးမနေထပ်ပေါ်သွားတယ်။မီတိုလည်းစိတ်တေးရန်ဆိုးသွားပြီးရှာတော်လုံးဆိုင်ကနေပါထပ်ပြန်သွားပါပြီ။မောင်နီနောက်ကနေသက်သက်လေးချောပြန်မယ်လေနေသားသူစိတ်ငါမချဘူးဆိုပြီးခွေမောင်မဲမောင်းခံလိုက်ရတယ်။ ောင်နေလဲရှင်နဲ့နည်းနည်းတော့အောင်သွားလို့အသေးလေးခွဲပြီးအရှင်လုံးပြန်ချမ်းမှုဆုံးပြလိုက်ပါပဲအရှင်လုံးလူချမ်းဖက်ရှင်တွေချွေပြီးစိုးကြီးဝေးပြီးတမျိုးလုံးပတ်တောင်ချမ်းတယ်ဒါပေမဲ့မောင်နေတမျိုးလုံးပြချသွားအောင်တောင်ချမ်းနေပါစေသူ့ကိုဒါမဲ့သူတို့တောင်မှရောက်မလာခဲ့ပါဘူးမောင်နေစူပါမန်လို့ပေးထားတဲ့ပိုလုံးကလည်းဖေပြောင်းနေမှမသိလို့ကိုယ်တိုင်မဲ့အိမ်ကိုသွားရှာရတော့တယ်အိမ်ရောက်တော့ပြမပါဖြစ်နေမှတော့မသိပဲစူပါမန်အင်ဂျီဝေးပြီးဂိမ်းထိုင်ဆုံးနေတာကိုပဲတွေ့ရတယ်မောင်နေလည်းကိုယ်ကိုစော်ဖို့တော့မနေတောင်မှလာရပြီးနားမထောင်လို့အရှင်မဲစော်ပြီးလိုက်ပါတယ်အဲကျမှပိုလုံးကလည်းသေးဘူးသွားပြီးမောင်နေနဲ့တပွဲတလန်းဆဆွဲလဲကြတယ်ပြင်ချင်တော့သူလိုပေးလိုက်တာအရင်စူပါမန်တက်ကိုစွမ်းနေလို့မောင်နေရဲ့စိတ်တော်ပျက်စီးသွားခဲ့ပါပြီအဲဒါမို့လို့မောင်နေလည်းအရင်စူပါမန်ရဲ့အားနည်းချက်ဖြစ်တဲ့ဂျင်းကြီးတို့ကြီး ီနဲ့အုပ်ပြီးတော့ပြန်လည်ဖမ်းဆီးပြစ်လိုက်ပြီ။ဗမန်ထူဆန်းသားနဲ့ဖုံးလုံးပေါ်မှာတော့ဂျင်းကြီးကအလုံးဖြစ်သွားပဲဂျင်းကြီးတို့ကြီးမှပေါအောင်ထုတ်ပြစ်လိုက်တော့တယ်။အောင်ဒီလန်အန်အန်လုံးလုံးမီတိုအင်ကိုတကားသားခေါ်ပေးဖြစ်မြန်နေအားလုံးကိုပြပြလိုက်ပြီ။ဒီပုံတိုင်းဆိုရင်အရင်ကစူပါမန်ကိုတတ်ခဲ့ရဆိုတာကလည်းတိတ်မသေးကြလို့စူပါမန်ရဲ့ပုံခွေရကိုထက်သွားပြန်ရှာကြည့်တယ်။ဒီနေ့တိုင်းမဲ့စူပါမန်တကယ်မသေးသေးပဲအရှင်လက်လက်ကြီးရှိနေပြီးအိမ်မှာသူမဟုတ်တဲ့အိစိမ့်နဲ့နေတာဖြစ်ပါတယ်။တကယ်တော့စူကြီးဟာလူဆန်းကားလို့ရတာကိုညီငွေလာလို့ခွင့်ရကတော့တည်ကြအောင်ဆောင်ပြီးအိမ်လေးအောင်နေခဲ့တာပါ။တဖက်မှာဖုံးလုံးကလည်းကျန်ရတဲ့ရသားကိုထိသွားပြီးတမျိုးလုံးကိုပန်တောင်ကျန်နေပါပြီ။မောင်နီတို့လည်းအပြင်မှာစူပါမန်အစ်တောင်ကျန်နေရောင်းရှိများပဲမဲ့လဲစူကြီးကတော့အဖက်ကိုမလုပ်တော့ပါဘူး။မောင်နီလည်းစူပ ါမန်စီကအကူအညီများတော့စိတ်တက်လေးကြပြီးထောင်ထဲမှာဝင်သွားတယ်။ဒါပေမဲ့လည်းတရမှာတော့ဘိုးလုံးကမီတူကိုပြန်ပြီးဆက်ပြီးမောင်နီကိုတီဗီကနေစိန်လန်းခေါ်တယ်။မောင်နီလည်းထောင်ထဲကနေမီတူဖန်ခံထိုင်ကြတာတိတ်မင်းသားပြီးချင်းချင်းဆိုလို့ထမောက်ပြီးထွက်ခဲ့တော့တယ်။ဒီလိုနဲ့စကန်တွေကနေချင်းချင်းများစရုပ်တွေအကုန်ယူချလာပြီးမီတူကိုအရင်ကဲထုတ်သွားတယ်။ဒါပေမဲ့ဘိုးလုံးစီပါမန်ကလည်းနောက်ကတိုက်တိုက်လုံးမမြေကြီးကနေချက်ပြီးလမ်းပြပြီးမောင်နီလည်းတိုက်မှန်လို့မောက်သွားပြီးမီတူကိုပါကားနဲ့လမ်းပြတော့တယ်။အချိန်မှာပဲ original စီပါမန်ရောက်ချလာပြီးကားကိုထချမ်းခွဲပစ်လိုက်ပြီးဘိုးလုံးကလည်းတကယ်စီပါမန်အစ်ရောက်လာတော့ကြောက်ပြီးပြေးကျအောင်မှထွက်ပြေးရော်တယ်။တကယ်တော့စီပါမန်ကစီပါမန်အစ်မဟုတ်ပဲစီပါမန်တွင်ပြောင်းထားတဲ့မောင်နီပဲဖြစ်ပါတယ်။ ိုင်မန်လုံးမောင်နီရဲ့မောင်နီကတော့ပုံပြောင်းလာတဲ့သူစရောပါလူသူမျိုးသားတွေလည်းအနီရကင်းမိချင်းချင်းထွက်လာကြတော့ဘိုးလုံးကလည်းမောင်နီမန်းတီတီပြန်လဲရောက်ရှိလာတယ်ဒီကတော့မောင်နီပဲစားစော်ခံလိုက်ရပြီးသူရဲ့ကိုပြောက်ကားဘောကိုပါတက်ပြေးရတယ်ငငောင်းကျွန်တော်ကားဘောမှာဆူပါမန်ပြန်ပြန်တရတူလို့အချိန်ရသွားပြီးဆောင်းနေတန်းနေဖို့စီစဉ်လိုက်တယ်တပတ်မှဘိုးလုံးကလည်းမောင်နီကိုရှာမတိလို့မိတူကိုသွားမဲနေပါပြီအချိန်မှပဲမောင်နီရုတ်တရက်ရေဒီခန်းလိုက်ထွက်ပေါ်လာပြီးမီစီတက်တဲ့ကိုတုံးနဲ့ချိန်ပြစ်လိုက်တော့တယ်ချက်ချင်းဆိုတလို့ဘိုးလုံးလည်းတာမန်ဖတ်တီကောင်လေးဖြစ်သွားပြီးခြေထဲခဏသာအောင်လဲရပါပြီနောက်ဆုံးမှာတော့မောင်နီလည်းပြည်သူချင်မန်းကနေနေချင်းချင်းဟီးရိုးကြီးဖြစ်သွားခဲ့ပြီးဇလန်းလေးလည်းပြီးဆုံးသွားပါတယ်အမျိုးအတီးပြရသွားတဲ့ပြည်သူချင်မန်းဆိုတာမျိုးကလည်းကာတွန်းထဲမှာပဲရှိ ်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်